နီးဘိတ်တွေနဲ့မြမပြေကလူပေါ်လူဘိတ်တွေကိုခင်ဗျားတို့ဂျင်းမထင်နဲ့ဒေါ်မီမီဝင်းပတ်တို့လိုအသက်ကြီးပြီးအချိန်မစည်းတဲ့မိမတွေမဖြစ်စေနဲ့နော်ကြုံတော့မှကျွန်မဆုံးပါမယ်ဒေါ်မီမီဝင်းပတ်အဆက်ရှိတယ်ဆိုရင်တိုက်ခါရှိတယ်ဆိုရင်ကိုယ်စကားကိုတောင်းယူမှုတာဝန်ခံရတဲ့တတိရှင်းမှာရှိတယ်ဆိုရင်ကျမတို့လာတောင်းမှန်ပါဒေါ်မီမီဝင်းပဲဒေါက်တာလှကျော်သောဆိုတဲ့အဖွားကြီး စိတ်မဆိုးတဲ့ဟုတ်စိတ်မတူတဲ့ဟုတ်တူလို့ဆိုးသွားပြန်ကောင်းဖို့ပြန်ဆွဲထုတ်ဖို့စိတ်ကလည်းရှင်းမလာတော့ဘူးလို့ဟိုကြီးလည်းနိုင်ငံသားဖြစ်ကြဒုက္ခတွေနိုင်ငံသားတွေခင်ဗျားတို့လည်းနိုင်ငံသားတွေနိုင်ငံသားချင်းချင်းလူသားဆန်တဲ့လူပိသားတဲ့အလို့ကိုကိုရင်းသာတရားနဲ့ဗျမစုတရားနဲ့လောက်တာကျန်တာဘာပြောကောင်းမှမပါဘူးလို့နေ့စဉ်နဲ့အမျှမြန်မာနိုင်ငံကပြည်သူတွေအနေနဲ့ ရေဘေး၊လေဘေး၊ငလင်ဘေးနဲ့မအီဘေးတွေဓာန်ကိုခန်းစားနေရတာအားလုံးသိမှာဖြစ်ပါတယ်။အဲ့လိုပဲတပူပေါ်နှစ်ပူဆင့်အောင်မဟုတ်တော့ပဲနှစ်ပူသုံးပူပေါ်လေးငါးပူဆင့်တဲ့နေသားတစ်ခုဖြစ်လာပြီးတော့သူ့ချိန်မှာတော့ကိုယ်သေးထန်စွာရွာသုံးမှုတွေကြောင့်မန္တလေး၊စကိုင်းအစရှိတဲ့နေရာတွေမှာကြီးကြီးမှုတွေပါဖြစ်လာတာဖြစ်ပါတယ်။ဒါကတော့ညစ်ကြမှုမရှိတဲ့အရင်တော့အမိုက်ပြတဲ့စနစ်တွေနဲ့ထုတ်ခဲ့တဲ့နေသားတွေကြောင့်လည်းအခုလိုမျိုးဒီမောက်ပိတ်ဆို့မှုတွေကဆင့်ဘိုင်းမှာပုံမှုဆိုးရွားလာတဲ့နေသားတစ်ခုကို တို့ပြည်သူတွေခံစားနေရတာဖြစ်ပါတယ်။အဲ့ဖြစ်ခုလိုမျိုးကလေးနံခံပြီးတော့နေစရာမရှိတာတွေကလေးနံကိုကြောက်ပြီးတော့တိုက်တီပေါ်မှာမနေရဲလို့အောက်ဆင်းပြီးတော့အိတ်နေရတဲ့သူတွေအတွက်ကတော့ဒီလိုမျိုးမိုးရွာသွန်းမှုဟာဘုံမောက်ကွာပြတ်တာပါပဲ။ဒီလိုပဲစိတ်မကောင်းဖြစ်ရပါတယ်။ကြောင့်ဒီလိုမျိုးဘေးရန်တွေကနေပြီးတော့အများဆုံးလူကင်းကြပါသေးလို့တောင်းပေးနေပဲကျွန်တော်ရဲ့ဒီနေ့ဧပြီလ16ရက်နေ့ဗုဒ္ဓဦးနေ့မနက်ပိုင်းသတင်းအစီအစဉ်လေးကိုအတင်ဖတ်နေပါတယ်။ တို့တွေအားလုံးပဲလုံးနေကြည့်ရှုအပြစ်တော်ဘူးလေနေရာကထမှန်တိုက်တွန်းဖြစ်ပါတယ်ကျွန်တော်ကတော့ကျွန်တော်ကတော့ကျွန်တော်ကတော့ ိုးနိုင်ဝက်ကျော်သဲသဲမဲမဲရွာတဲ့အတွက်စကိုင်းမန္တလေးလမ်းမပေါ်တမဝရီရက်မှာလမ်းမကြီးပေါ်မှာမကြီးပြင်လဲနေတဲ့အတွက်ဒီလမ်းကိုအသုံးပြုလို့မရသေးပါဘူးခင်ဗျလက်တလုံးမှာရက်ွက်အုပ်ချုပ်မှုပါဝင်တဝမြစ်တာလူမှုကွန်ရေးတင်ရနေပြီးတော့ဒီအသိပညာကို ရှင်းလင်းဖို့လုပ်နေပါတယ်ဒါပေမဲ့အသိပညာကြီးကတော်ကြီးတဲ့အတွက်စကိုင်းကိုသွားမဲ့လူများ ဒီစကိုင်းမန္တလေးလမ်းမယူအသုံးပြုလို့မရသေးကြောင်းအတိပေးရပါတယ်ခမပေါ်လံမျိုးတွေအားလုံးပဲငလင်ပေးတာမှအမြန်ဆုံးကင်းဝေးကြပါသည်လို့ဆုတောင်းပေးနေတယ်ပဲဒီပဲလာ16ရက်နေ့ပုံတုံးနေ့မနက်ပိုင်းရရှိတဲ့တည်င်းအစီအစဉ်လေးရနေပြီးတော့ပြန်လဲကြိုးလိုက်ပါတယ် နောက်ဆုံးနေနဲ့ကတော့စစ်ကောင်းဆောင်မြတ်က၎င်းတို့ရဲ့အကျိုးစီးပွားတဲ့နိုင်ငံတော်အာဏာကိုအတင်းအဓမ္မမတရားသဖြင့်သိမ်းပိုက်ထားဒီမှာဒီနေ့မှာဆိုရင်တော့1936ရက်ရှိဖြစ်ပါတဲ့မြန်မာနိုင်ငံအတွင်းမှာတော့လက်ရှိချိန်မှာသကြံကာလအနေထားဖြစ်ပေမဲ့လည်းအိုက်ပွဲတွင်မှာတရက်တာအတွင်းစစ်ကောင်စီကကြာဆုံးတဲ့ရေတွက်ကတော့ကရင်ပြည်နယ်ကော့ကရီမှာတော့လုံးဝကိုရေတွက်လို့မရတဲ့အထိတော့များပြားပါတယ်။အချင်းပြည်နယ်ပတ်ကံမြို့မှာလည်းအတိများပါတယ်။မကွေးတိုင်းရေစကြူမြို့မှာ၄ကောင်မကွေးတိုင်းစလင်းစေတုတ်တေတာမှာ၄ဦးရှင်မိပြီးတော့ချင်းပြည်နယ်ဟာခမြို့မှာ၃ဦးလင်းဝင်ရောက်က မန္တလေးတိုင်းနထိုးကြီးမြို့မှာလည်းနှကောင်းအကိုးတိုင်းမင်းလာမြို့မှာတကောင်းတီးတီးဒီဆုံးခဲ့ကြောင်းသိရှိပါတယ်နောက်ထပ်သတင်းတို့မှာတော့ပြင်းအားရစ်ချတာစကေး၄သမ၁အဆင့်ရှိတဲ့ငလင်တစ်ခုဟာမြန်မာနိုင်ငံတောင်ကုန်းမြို့အနီးကိုဧပြီလ၁၆ရက်နေ့ဒီနေ့မနက်စောစောမှာလှုပ်ခတ်ခဲ့ပြီးတိုင်းမြန်မာနေစစ်ဒေသများတွင်မှာငလင်ကိုတီးတီးသာသာခံစားခဲ့ရကြောင်းတိုင်းမိုးလီဝါသာတင်းကထုတ်ပြန်ထားတယ်လည်းတွေ့ရှိရပါတယ်တိုင်းစံတော်ချင်းမြတ်တကောင်ကျော်နောက်တစ်နေ့ကိုကူးပြောင်းခဲ့တဲ့၂၂နှစ်24မိနစ်မှာလောက်ခတ်ခဲ့ခြင်းဖြစ်ပြီးငလင်ဘိုလ်ချက်မှာထိုင်းနိုင်ငံမြောက်ပိုင်းမေဟောင်ဆောင်ခိုင်နောက်မြောက်ဖက် ကီလိုမီတာ160ကန့်ကွာလက်တီကျု18.634နှင့်လောင်အရှိလောင်ကြီးကျု96.42နှင့်မှာတရှိတဲ့မြန်မာနိုင်ငံဘကိုးတိုင်းတောင်ကုန်းမြို့အနီးပတ်ဝန်းကျင်မှာဖြစ်တယ်လို့လည်းထုတ်ပြန်ထားပါတယ်။နောက်ထပ်သတင်းဥမာတော့မင်းလာမြို့နယ်မှာ PDF သတင်းတွေကိုလိုက်လံစုံစမ်းနေတဲ့လက်နက်ကင်ပူစောထီလင်မယားကိုပြစ်ခတ်တိုက်ခတ်မှုမှာတော့တဦးကတော့နေရာမှာပဲမြောင်းနယ်ကောင်းဆိုင်သွားခဲ့ပါပြီ။ဘိုးတိုင်းမင်းလာမျိုးနဲ့ PDF သတင်းများကိုလိုက်လံစုံစမ်းနေတဲ့လက်နက်ကင်ပြူစောထီလင်မယားကိုပြစ်ခတ်တိုက်ခတ်ရာတအူးကတော့ဆုံးသွားကြောင်းတာယာဝတီ KI တိုင်းရုံညာနေကထုတ်ပြန်ထားပါတယ် ရင်တိုက်ခတ်မှုတွင်ယူစောတီထုံထုံဝင်ဟာနေအိမ်နောက်ဘက်ကနေခုံချထွက်ပြေးပြီးတော်လိုင်းရဲဘော်များကိုအကြမ်းဖက်စစ်တပ်ဘက်ကထုတ်ပေးထားတဲ့တနက်ပြပြန်လဲပစ်ခတ်ကဖျက်ပြေးသွားပြီး၎င်းရင်ဇနီးဖြစ်သူကတော့လက်ပြပုံပြပြန်လဲတိုက်ခတ်ရန်ပြုလုပ်စင်မှာနောက်၃ချက်ပစ်ခတ်ပြီးရှင်းလင်းခဲ့ကြောင်းထုတ်ပြန်ထားပါတယ်။နောက်တစ်သတင်းမှာတော့အကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်ဟာမြန်မာရိုးရာနှစ်တကူကာလလှုပ်ဆောင်မြင့်ဖြစ်တဲ့အကျဉ်းသားများလူငယ်ချမ်းသာဝင်ပေးရန်ရှိနေပြီးအဆိုပါလူငယ်ချမ်းသာဝင်ဟာအာဆီယံရဲ့အတိမတ်ပြုမှုနဲ့ချီးကျူးမှုကိုရယူလူနေကြောင်းပြီးပြီးတော့စစ်ဘက်သတင်းရင်းမြစ်ကနေပြီးတော့သိရှိရပါတယ်။ အာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ် NY ရဲ့ဖိတ်ကြားချက်အရဧပြီလ18ရက်နေ့ထိုင်းနိုင်ငံဘန်ကောက်မြို့ကိုသွားရောက်ပြီးအာဆီယံခေါင်းဆောင်များနဲ့တွေ့ဆုံရန်ရှိနေတဲ့မင်းအောင်နိုင်ကအခုလိုအကျဉ်းသားတွေကိုလှူပေးမှာဖြစ်ပါတယ်။တစ်တစ်ကူမှာတော့လူငင်းချမ်းဆောင်ပေးမယ်လို့သိရပါတယ်။အကျဉ်းသားတွေထက်လို့မယ်ဆိုပြန်ရာဇဝတ်အကျဉ်းသားတွေပဲတော်တော်များများပါနိုင်ပါတယ်။အာဆီယံမီတင်ခေါ်တာတော့နိုင်ငံရေးနဲ့ဆက်နေတဲ့အကျဉ်းသားတချို့ကိုလည်းလွတ်နိုင်တယ်လို့တော့သိရပါတယ်။ငန်းတော့အတိုင်းမင်းကဒေါအောင်ဆန်းစုကြည်နဲ့သမရာကြီးဦးဝင်းမျိုးတို့ကိုတော့လွတ်မဲ့အခြေအနေမကြားရသေးပါဘူးလို့နေပြီးတော့စစ်ဘက်တရင်မြေကသိရှိရပါတယ်။ နီးပေါ်နီးပိတ်တွေနဲ့မြမပြေကလူပေါ်လူပိတ်တွေကိုခင်ဗျားတို့ကျင်းမထင်နဲ့ဒေါ်မီမီဝင်းပတ်တို့အသက်ကြီးပြီးအချိန်မစီးတဲ့မိမတွေမဖြစ်စေနဲ့နော်ကြုံတော့မှကျွန်တော်ဆုံးပါမယ်ဒေါ်မီမီဝင်းပတ်အဆက်ရှိတယ်ဆိုရင်တိုက်ခါရှိတယ်ဆိုရင်ကိုယ်စကားကိုတောင်းယူမှုတာဝန်ခံရဲတဲ့အတ္တိရှိမှရှိတယ်ဆိုရင်ကျွန်တော်လာတောင်းမယ်မှာဒေါ်မီမီဝင်းပတ်ဒေါက်တာလှကြော်တော့ဆိုတဲ့အဖွားကြီး နိုင်ငံရေးလေလာသူတို့နိုင်ငံရေးသုံးသက်သူတို့ခေါင်းစဉ်တက်ပြီးတော့အဲ့ဒီခေါင်းစဉ်အောက်မှာအစည်းကုမဲ့အထိမ့်မဲ့အကုမဲ့ဇကားတွေဘယံပတာပြောနေကြတဲ့လူတွေအဲအားလုံးပဲဒီဗီဒီယိုလေးမှာတွေ့နေရတဲ့နေသားကတော့ဟာရုပ်တော့ရုပ်ကျမ်းမိရုပ်တော့နှုတ်ကျမ်းဆိုတဲ့အတိုင်းပဲအားလုံးတွေ့တဲ့အတိုင်းပါပဲတို့ရဲ့ဒီမနိုင်ငံမှာအာနာမသိငင်ကာလနဲ့အာနာသိမိကာလမှာပေါ်ပေါက်လာတဲ့လူတွေကိုနည်းနည်းစမ်းစစ်ကြည့်မယ်ဆိုရင်တော့အာနာမသိငင်ကာလဒီသူတင်မြောက်ထားတဲ့ဆိုးရရှိတဲ့ချိန်မှာတော့ဒီလိုမျိုးလူတွေပြပါဦးဒီမျိုးလူတွေဟာ ကိုတွင်းအောင်မှာနေရတဲ့လူတွေပါအခုလိုမျိုးလင်ပေါ်ခွေးတက်ခွေးတက်တဲ့အချိန်မှာပဲနောက်ကနေပြီးတော့ခွေးတို့ဘောက်ကနေပြီးတော့တိုးမဲ့သူတွေအများကြီးတန်းစီနေတာကိုတွေ့ရပါတယ်ကဲဒါကတော့လွတ်တော်ထိတက်မဲ့ဆိုပြီးတော့ခွေးကြော်ထားတဲ့အချိန်ကစံပြဈေးကလက်တီမှာလှုပ်လှုပ်တဲ့အမျိုးသမီးမပူတူရဲ့တော့ပုံစုံမတော့တိတ်တော့သူစံတာမဟုတ်ပါဘူးသူစင်တန်းတဲ့သူသူ့ရဲ့နေထားတဲ့သူသူကျင်းလေခဲ့ပဝင်းကျင်ရဲ့နေထားတဲ့အတိုင်းပဲအခုလိုပြောနေရဖြစ်ပါတယ်သူပြောနေတဲ့လူတွေကိုလည်းကြည့်မယ်ဆိုရင်လည်းအားလုံးကဒေါက်တာပွဲရီနဲ့နိုင်ငံတကာတိုင်းဝိုင်းမှာတကယ်အစဉ်တန်းရှိတဲ့လူတွေဖြစ်ပါတယ် ဒါပေမဲ့လူမျိုးစင်တမ်းမရှိတဲ့သူတွေကနေပြီးတော့အခုလိုပြောနေတာတွေတွေ့နေရတဲ့အခါမှာတော့ကျွန်တော်တို့တော်လန်ပြည်သူတွေအနေနဲ့ဘာလို့တင်လဲဆိုတာတကယ်စဉ်းစားအောင်ပါဒီလိုလူတွေရှိနေတဲ့နိုင်ငံကအစိတ်တင်နေဦးမှာပါဒါကြောင့်သူ့ရဲ့ဘာနဲ့သူတို့ပို့ရမယ်ဒီမှာလဲအိတ်ဆုံးကနေပြီးတော့အမှတ်ထားတဲ့ဒီရောက်လေးဖြစ်ပါတယ်ရှင်နေကြီးဦးကြီးမြင့်တို့အင်းဦးတန်းစိုးနိုင်တို့နော်အဲမြမရေးကြတဲ့လူဒေါက်တာလှော်ကျော်စိုးပါတို့စီးရေးနိုင်ငံရေးလေးလာသူစီးရေးနိုင်ငံရေးလှူလန်သူဦးတန်းစိုးနိုင်တို့အရှိနေကြီးဦးကြီးမြင့်ပါတို့ ဟိုကဒေါက်တာမီမီဝင်းဘတ်အမေရိကန်စစ်တပ်မှာတာဝန်ထမ်းဆောင်ခဲ့တဲ့ဒေါက်တာမီမီဝင်းဘတ်ပါတော့အဲ့ဒီလိုမျိုးခုံပုတ်ကြီးတွေအကြီးကြီးတွေတက်ပြီးတော့နိုင်ငံရေးကိုဗျမ်းပတာတွေပြောနေကြတဲ့လူတွေဒါစကားဆိုတာလူတိုင်းပြောတတ်တယ်ဒါပေမဲ့စကားလိုက်ပြောလိုက်တဲ့စကားကိုတာဝန်ယူရဲတဲ့တက်တည်ရှိတဲ့လူကတော့ရှားပါတယ်နော်ဒီကြတာပေါ့နင်ပြောတဲ့အခုစကားလုံးတွေကိုနင်ကိုယ်တိုင်တောင်းဝင်ယူရမှာဒီဗီဒီယိုရဲ့ record တွေပါပဲဘလို့တောင်းဝင်ယူရမလဲဆိုတာကတော့ online ရေးကာလနဲ့တော်လိုင်းပြီးတဲ့ကာလမှာမပူတူ online ပြည်သူတွေအနေနဲ့ရရှိသွားပြီဆိုရင်တော့ဘလို့တောင်းဝင်ယူခိုင်းရမလဲဆိုတာကတော့ပြည်သူတွေကဆုံးဖြတ်မနေတာပါပဲခင်ဗျားတို့ အခုလိုမျိုးနိုင်ငံတကာကပေးလိုက်တဲ့အကူအညီတွေကစစ်တပ်ကနေပေးရင်တစ်ဆယ်ရာခိုင်နှုန်းပဲစစ်တပ်ရရနိုင်မယ်ဆိုပြီးတော့အဲ့လိုဗျမ်းပဒါတွေပြောနေမဲ့အစားရှက်တက်ကြတယ်မှာရှက်တက်ကြတယ်မှာပြန်ရှက်တက်ရမယ်နေရရှက်တက်ရမှာဗျမ်းပဒါတွေပြောနေရမှာမဟုတ်ဘူးပြည်သူတွေကနှစ်ပေါင်းများစွာနာဂစ်ကစပြီးတော့အခုချိန်ထိမင်းတို့စစ်ခွေးတက်ရလုပ်ရည်တွေအားလုံးတီးပြီးသားပဲမင်းတို့တောင်တည့်ရသားနဲ့တိကြောင်ဆောင်ပြီးတော့စစ်ခွေးပေါ်มาနေလားမင်းတို့ဘောရကြီးလာပြီးတော့ဘောကပြီမှာရှာထွက်ပြီးမျိုးလုံးမပြူနဲ့နော်နော် ခင်ဗျားတို့တလွဲတွေဗယံပရာတွေအထင်းကုန်မဲ့တွေပြောနေကြတာကိုကိုကိုရှက်တက်ကြစမ်းပါရှက်တက်တယ်ဆိုရင်ခင်ဗျားတို့တတ်တည်ရှိရဆိုရင်ကျမတို့တောင်းပန်ပါပြက်သွားရဲဒါကြောင့်မို့လို့ဒီစင်ကိုကုသဖို့စေဝါကုသဖို့လိုအပ်နေလို့ကျွန်တော်တို့အန်ယူဂျီကိုကုညီခဲ့တဲ့ပြီးကြပါဆိုပြီးအန်ယူဂျီကပြန်ပြီးအကူအညီတောင်းနေတယ်ပြည်သူကိုကုညီရမယ်စာပြည်သူကိုပဲသူတို့ကပြန်ပြီးအကူအညီတောင်းနေတယ်ဆိုတော့တစ်ချိန်လုံးကျွန်တော်တို့ကိုကုညီပါကျွန်တော်တို့ကိုထောက်ပံ့ပါကျွန်တော်တို့ကိုငွေကြေးတွေပေးပါကျွန်တော်တို့ကိုဘာကုညီပါဆိုပြီးတစ်ချိန်လုံးဒုက္ခတွေလို့တရောင်းသားလို့ အင်ပူရစာနပူနဆာလောက်ခဲ့တာပဲရှိတယ်။ကျွန်တော်တည်င်းဌာနတွေမှာလည်းအစူရဘက်ကနေပြီးတော့ကယ်ဆယ်ပစ္စည်းတွေနဲ့လူတွေလွတ်ပြီးဆိုတဲ့ဟာတွေတော့ကျွန်တော်အများကြီးအားရှိပါလေ။မသိရင်မင်းရောက်လဲအောင်များဒဲပြောနေသလားအောင်မရတယ်။အဲမင်းရောက်လဲတယောက်နေနဲ့ကတော့လက်ရှိချိန်မှာငလင်နံတင့်တဲ့အချိန်မှာသူ့မှာဘမကျူတီမြင်စရာမရှိတော့နိုင်ငံတကာအတိုင်းဝိုင်းကိုစင်မြင့်ပေါ်ထက်ကနေပြီးတော့လဲတောင်းဆိုထားပြီးကုညီဖို့တောင်းခါလို့သူကိုယ်တိုင်လည်းဖုန်းတွေဆက်ပြီးတောင်းခံနေရအားလုံးသိမှဖြစ်ပါလေ။ဒါမှလည်းသူ့ရဲ့ဘောမအောက်တိုင်တွေကတော့အခုလိုမျိုး အန်ယူဂျီဘက်ကိုပြောနေတာဖြစ်ပြီးတော့တကယ်တော့သူတို့ပြောကျင်နေတာကမရောက်နိုင်ပြဖြစ်နေမလားဆိုတာလည်းစဉ်းစားသေးရပါပဲဒါပဲကလေးရှိပြဆိုတော့နိုင်ငံကကူညီလေးဝင်လင်းတန်းတင်တဲ့ပြည်သူလက်ထက်ကိုရောက်ချင်းမရောက်ချင်းဒီနေရာမှာနော်အော်နိုင်ငံရေးမြမအရေးကြွချင်သူဆိုတဲ့ဒေါ်မီမီဝင်းပတ်အသက်ကြီးပြီးအချိန်စီးပါစေလို့ပြောလင်းတယ်တော်မီမီဝင်းပတ်ကလည်းပြောတယ်အဲ့လိုနိုင်ငံကကပေးတဲ့အကူအညီတွေကတဲ့ပြည်သူလက်ထက်ကိုတစ်ဆက်ရခိုင်လုံးပဲရောက်လိမ့်မယ်ဆိုတော့ခင်ဗျားတို့ကစားပါလေ ဒါကြောင့်ဆရာမကြီးတော်ရင်ဝင်းဘက်က30ရာခိုင်နှုန်းရောက်မလို့ပြောထားတာပြည်သူတွေကတီးပြီးသား2ရာခိုင်နှုန်းတော့တောင်ရောက်မှမဟုတ်ဘူးဆိုတာဟာနိုင်ငံတကာဘယ်နိုင်ငံကလာပြီးကူညီပေးလဲစစ်တပ်ကနာခဲ့တုန်းကလို့ရောင်းစားနေတယ်ဆိုပြီးတော့ခင်ဗျားတို့ဝါဒပိုင်းနေမိကြတယ်အဲ့တော့နာခဲ့တုန်းကဘယ်နာမှဘလို့ရောင်းစားပါတယ်ပြောတော့လည်းပဲရုပ်တည်ရှိရှိနဲ့နိုင်ငံကြီးလို့အချက်ချလက်ချနဲ့ပြောနိုင်လားဆိုတော့လေဘယ်သူမှမပြောနိုင်ကြဘူးကျတော့ခင်ဗျားတို့ပြောသလိုစစ်တပ်ကအဲ့ဒီလိုလုပ်မယ်ဆိုလို့ရှိရင်ခင်ဗျားတို့ခုအထင်ကြီးနေတဲ့နော်အခုနိုင်ငံပေါင်း24နိုင်ငံလာရောက်ကူညီတယ်ကုလသမဂ္ဂရဲ့အထွေထွေမှုချုပ်ရဲ့အထူးကိုယ်စားလှယ်နော် အထူးကိုယ်စားလှယ်ပထမအနိုလင်းဟင်စာဒူလီဘီရှော့သူကရိုင်းလာရောက်ပြီးတော့ကိုကြီးကေချေရေးကိုထောက်ပံ့ပေးတာရှိတယ်။ဆိုတော့ခင်ဗျားတို့မိမိဝက်ဘက်တို့လိုခင်ဗျားတို့ညီပေါ်ညီပိတ်တွေတောင်မှစက်တက်လက်ထဲကိုထည့်လိုက်လို့ရှိရင်စက်တက်ကရောင်းစာပြီးပြည်သူလက်ထဲမရောက်ဆိုတာသိရင်ဟိုကကိုယ်တိုင်လာပြီးလို့တောင်မဟုတ်ဘူးကိုယ်တိုင်မလာဘဲနဲ့ပစ္စည်းပို့လိုက်ရင်စက်တက်ကစကူးတွေခိုးမယ်ဆိုတာသိလို့ကိုယ်တိုင်လာလှူတာအဲ့နိုင်ငံတကာကခေါင်းဆောင်နေတာမသိပဲနေမလားအဲ့ဒါကခေါင်းဆောင်နေတာလူပေါ်နေမှာမဟုတ်တာ လူပိန်းနေမှာမဟုတ်တာ သူတို့ပေးလိုက်တဲ့အကူအညီကပြည်သူလက်ထက်ရောက်လည်မြောက်ဆိုတာသူတို့ခေါင်းထဲမှာကောင်းကောင်းတည်တယ်။ဘယ်သူကနိုင်ငံတော်ရဲ့တရားဝင် legitimate legacy ဖြစ်တယ်လဲ။ဘယ်သူကမြန်မာနိုင်ငံရဲ့ state actor ဖြစ်လဲဆိုတာသူတို့ကောင်းကောင်းတည်တယ်။ကောင်းကောင်းတည်တဲ့အတွက်အဲ့ဒီကုလသမဂ္ဂရဲ့အထူးအထူးရုံးမှုချုပ်ရဲ့အထူးကိုယ်စားလှယ်အပါဝင်နိုင်ငံပေါင်း24နိုင်ငံကခင်ဗျားတို့အန်ယူဂျီကိုမယုံလို့ခင်ဗျားတို့ကိုမပေးတာပေါ့။ဒါဟာရှင်းရှင်းလေးပဲလေ။ခင်ဗျားတို့ကိုမယုံလို့ခင်ဗျားတို့ကိုမပေးတာကိုခင်ဗျားတို့ကမဆားရတဲ့အမေတင်းတဲ့ပတ်နေကြတာဒါဟာပဲကလေးရှိတရား ဲမပူတူကတော့လက်ရှိအခြေအနေမှာကတော့သူတို့ရဲ့ဘဘကြီးကတရားဝင်ဆိုပြီးတော့ပြောထားတာကိုတွေ့ရပြီးတော့နိုင်ငံတကာကကူညီနေတယ်ဆိုတာကသူတို့ရဲ့ဘဘကြီးကိုယုံကြည်လို့ကူညီနေရလို့ပြောနေတာတွေ့ရပါတယ်။ဒါပဲပြောနိုင်ငံရေးအမြတ်ထုတ်တဲ့တဘာဝဘေးရန်တွေပေါ်ချီခံပြီးနိုင်ငံရေးအမြတ်ထုတ်နေတာကတော့အသေးချာဖြစ်တာတော့ဒါငင်းစရာအကြောင်းမရှိပါဘူး။အာမင်းအောင်နိုင်လို့စစ်တပ်ကအလင်တန်ကြသွားတာသူတို့တော့ကောင်ပျော်ရွှင်စရာကောင်းတဲ့အနေထားတစ်ခုတော့ရင်ကောင်းထင်နေမှာတော့အသေးချာပါပဲ။ ဒေါ်လာမျိုးတွေအားလုံးပဲဒီဗီလေးမှတွေ့ရမယ်အကြောင်းအရာလေးကတော့မြန်မာနိုင်ငံမှာငွေလုတာနဲ့ပတ်သက်ပြီးတော့ဆရာကုသိမြက်ကနေပြီးတော့သိပ္ပံနေကြကြဒီပန်ထောက်ပြထားတာလေးကိုကြည့်ရတဲ့မျိုးတွေပြန်နေဖို့များပြခြင်းဖြစ်ပါတယ်။ကြည့်ရတဲ့မျိုးတွေနောက်နေ့တူအားပေးတော်လို့ရပါတယ်။ငလီအကြောင်းဘူးသူရငလီအကြောင်းသင်ကန်းစာဟာကျွန်တော်တို့နေထိုင်တဲ့ကဘာမြေကြီးအကြောင်းသင်ကန်းစာပါပဲ။နှစ်စဉ်တစ်နှစ်မှာငလီအကျင့်ကြီး၃၄သန်းလောက်လှုပ်တယ်ဆိုလို့ရှိရင်အံ့ဩစရာလို့ထင်ကြပါလိမ့်မယ်။ဒါပေမဲ့အဲ့ဒီ၃၄သန်းတဲ့ကအများစုဟာသာသာရရာလေးပဲလှုပ်သွားတာမို့လို့ကျွန်တော်တို့တွေကတိတောင်မသိလိုက်ကြပါဘူး။ငလီတုံခါမှုကိုတိုင်းတာတဲ့ ်ဆက်မိုမီတာတွေမှာတော့ပေါ်ပါတယ်ကျွန်တော်တို့ကမ္ဘာပြည်သူတွေတိလောက်အောင်လှုပ်တဲ့ငင်းကတော့တစ်နှစ်ကိုပြင်းပြအခုရေ20ဝန်းကျင်ပဲရှိပါတယ်ကျွန်တော်တို့နေထိုင်တဲ့ကမ္ဘာမြေကြီးကိုလေ့လာမယ်ဆိုလို့ရှိရင်ဘူမိဗေဒသိပ္ပံပညာရှင်တွေကအပိုင်း၄ပိုင်းခွဲခြားပြီးတော့ပြောလို့ရှိပါတယ်ကျွန်တော်တို့နေထိုင်တဲ့ကမ္ဘာမြေကြီးမှာအဓိကအလွှာကြီး၄လွှာရှိပါတယ်အတွန်းကြဆုံးအပိုင်းကို inner core လို့ခေါ်ပါတယ်ကမ္ဘာကြီးရဲ့အတွန်းပိုင်းဘဝပါအဲ့ဒီအလောရဲ့အပေါ်ကနောက်ထပ်တလွှာကိုတော့ outer core လို့ခေါ်ပါတယ်သူ့ရဲ့နောက်ထပ်အပြင်ဘက်အလွှာကိုတော့ မန်တယ်လို့ခေါ်ပါတယ်ချော့ရည်အလွှာပါအပေါ်ဆုံးမှာရှိတဲ့အလွှာကိုတော့ crash လို့ခေါ်ပါတယ် crash ဆိုတာကျွန်တော်တို့အခုထွေရက်စိုက်ပြိုးနေတဲ့အပေါ်ရံမြေလွှာနဲ့အဲ့ဒီမြေလွှာအဲ့အောက်ကကြောက်သားလွှာကြီးတွေပါအတွင်းဆုံးမှာရှိတဲ့ inner core ဆိုတဲ့အတွင်းပိုင်းဘဝဟာအလွန်ပူပြင်းတဲ့အဆိုင်ခဲကြီးပါအဲ့ဒီအဆိုင်ခဲကြီးရဲ့အချင်းဝက်ဟာ960မိုင်ရှိပါတယ်ကြက်ဥအနှစ်ပုံစံမျိုးခက်စစ်စစ်လို့ပြောရမလားမသိပါဘူးဒါပေမဲ့အလွန်မာကြောပြီးတော့အလွန်ပူပြင်းတဲ့အခဲကြီးပါ ဘလောက်ပူတယ်ဆိုလို့ရှိရင်နေထက်တောင်မှပူပြီးတော့ပူတယ်လို့ဆိုပါတယ်။သူ့ပမာဏဟာလအထက်30ရာခိုင်နှုန်းတင်းခဲ့ပါတယ်။ခံမှန်းခြေအလေးချိန်က9.6 sextillion tons ရှိပါတယ်။ sextillion ဆိုတာကတော့တရနာမှာ320လုံးရှိတဲ့အရေးအတွက်ကိုပြောတာပါ။ကျွန်တော်တို့နေတဲ့အပေါ်ဆုံးအပေါ်ယံမြေလွာကတော့ကဘာကြီးအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်လိမ္မော်သီးတစ်လုံးရဲ့အပေါ်ကအခွန်ဖုံးထားတယ်လို့ပါပဲ။ ကျုပ်တလုံးကိုအပေါ်ကအခွန်ဖိုးအုပ်ထားတယ်လို့ပါပဲကျုပ်ခွန်ဖြစ်နေဥမာပေးမယ်ဆိုလို့ရှိရင်တော့ကျုပ်ခွန်အကောင့်ထက်ကျုပ်ကိုပြုတ်ပြီးတော့အခွန်နှွာစားဖို့ရိုက်ခွဲထားတယ်လို့အပေါ်ခွန်ကကွဲအပ်နေတဲ့ကျုပ်မျိုးနဲ့ပို့ပြီးတော့တူပါလိမ့်မယ်အဲ့ဒီကျုပ်ခွန်အကွဲအကြောင်းလေးတွေရဲ့ကွဲအပ်ပုံဟာဘလို့ရှိတယ်လဲဆိုတော့ဒီလိုပုံစံမျိုးရှိပါတယ်အဲ့ဒါကိုနံပါတ်ရေးထိုးထားပြီးတော့ မြေပုံရေးဆွဲထားတာကိုလည်းကြည့်နိုင်ပါတယ်အဲ့ဒီအစိပ်ပိုင်းတွေကိုဘူမိဗေဒပညာရှင်တွေက tectonic plate လို့ခေါ်ပါတယ် plate ဆိုတာကတော့ကြောက်လွှာကြီးတွေကိုပြောတာပါမြေလွှာကြီးတွေကြောက်လွှာကြီးတွေဆိုတော့ tectonic ဆိုတာကတော့နာမည်တစ်ခုလို့မှတ်ထားလို့ရှိရင်လုံလောက်ပါလိမ့်မယ်ဂရိစကားကနေပြီးတော့ဆင်းသက်လာတာဖြစ်ပြီးတော့မူလဝေါ်ဟာရရင်းမြစ်ကတော့တိဆောက်ချင်းလို့အတိတ်ပဲရပါတယ်အဲ့ဒီကြောက်လွှာကြီးတွေတော်တော်များများရှိပေမဲ့အကြီးဆုံးကြောက်လွှာကြီးတွေကတော့15ခုရှိပါတယ်အခုပုံထဲမှာတွေ့ရပါလိမ့်မယ်အဲ့ဒီ15ခုထဲမှာက အဓိကကြောက်လွားကြီးကခုနှစ်ခုတမညာကြောက်လွားအငယ်လေးတွေက၈ခုထပ်ပြီးတော့ကြတော့ခွဲထားပါတယ်ယူရေရှားကြောက်လွားကြီးတို့အိန္ဒိယကြောက်လွားကြီးတို့ဩစတြေးလျကြောက်လွားကြီးတို့ဖိလစ်ပိုင်ပင်လယ်ရေအောက်ကြောက်လွားကြီးတို့ဟာကျွန်တော်တို့အနီးအနားတွေမှာရှိပါတယ်ကျွန်တော်တို့မြန်မာပြည်ထဲမှာတကယ်တမ်းရှိတဲ့ကြောက်လွားကြီးကတော့၃ခုပါအဲ့ဒါကယူရေရှားကြောက်လွားအိန္ဒိယကြောက်လွားနဲ့ဘာမားကြောက်လွားတွေပါကြောက်လွားကြီးတစ်ခုနဲ့တစ်ခုထိတွေ့တဲ့နေရာတွေကိုကြောက်လွားအစွန်း boundary တွေလို့ခေါ်ပါတယ် အဲ့ဒီကြောက်လွားကြီးတွေဟာကဘာကြီးရဲ့အပေါ်ဆုံးလွားဖြစ်တဲ့ crush ရဲ့အစိတ်ပိုင်းတွေပါအပေါ်ရံမြေလွားနဲ့ဖုတ်ထားပါတယ်ကြောက်လွားကြီးတွေရဲ့အောက်မှာတော့ဆော့ဆော့လုံးကကျွန်တော်ပြောခဲ့တဲ့ mantle ဆိုတဲ့အလွှာရှိပါတယ်အဲ့ဒီအလွှာဟာမအေးခဲသေးပါဘူးချော်ရည်ပူတွေစုနေတဲ့အလွှာဖြစ်ပါတယ်ပူပြင်းတဲ့ချော်ရည်တွေဖြစ်တဲ့အတွက်အစင်သဖြင့်လှုပ်ရှားနေပါတယ်စူပွက်နေတဲ့ရေလွေးအိုးတွေကရေဟာလှုပ်ရှားနေတာနဲ့သဘောတရားချင်းတူညီပါတယ်အဲ့ဒီချော်ရည်ပူတွေကလှုပ်တော့ ချော်ရီဘူးရဲ့အပေါ်မှာနေရတဲ့ကြောက်လွှာကြီးတွေကလည်းလှုပ်ပါတယ်လှုပ်တာကတော့နည်းနည်းလေးဖြည်းဖြည်းလေးလှုပ်တာရွေ့တာပါအိန္ဒိယကြောက်လွှာကြီးကအရှိမရောက်ဖက်ကိုတနစ်မှာနှစ်လက်မှနှုံးလောင်းနဲ့ရွေ့ရှားပါတယ်ယူရေရှားကြောက်လွှာကြီးကတော့မြောက်ဖက်ကိုတနစ်မှာဒသမ9လက်မှနှုံးနဲ့ရွေ့ရှားနေပါတယ်အဲ့လိုရွေ့ရှားနေတဲ့အတွက်ကြောက်လွှာကြီးတွေဟာတစ်ချိန်ချိန်မှာတစ်ခုနဲ့တစ်ခုတိုးမိတိုက်မိကြတယ်ပုတ်မိကြတယ်ဟသွားတာတွေစသဖြင့် အနေထားအပြောင်းလဲတွေဖြစ်ကုန်ကြပါတယ်။ကြောက်ရွာကြီးတွေအချင်းချင်းဆက်ဆက်ပုံသုံးမျိုးရှိပါတယ်။တနည်းကတော့တစ်ခုနဲ့တစ်ခုနဲ့ထိတ်တိုက်တုံးမိကြတာပါ။อืมအခုဒီမှာကျွန်တော်ဥမာအနေနဲ့စာအုပ်လေးတွေနဲ့ပြပါမယ်။ဒီစာအုပ်ကလေးနှုတ်ကကြောက်ရွာကြီးတွေဆိုတော့အဲ့ဒါလို့ထိတ်တိုက်တုံးမိတာနှစ်ပေါင်းများစွာကြာလာတဲ့အခါမှာကြောက်ရွာကြီးတစ်ခုကတခြားကြောက်ရွာကြီးတစ်ခုရဲ့အောက်ဖက်ကိုတိုးဝင်သွားပါတယ်။အဲ့ဒါလို့ဖြစ်တာကြာတဲ့အခါမှာမြေကြီးပေါ်မှာရှိတဲ့မြေလွာက တချို့နေရာတွေမှာတွန့်ခုံးသွားပြီးတော့ကြတော့တောင်ကြီးတွေပေါ်လာပါတယ်။ကမ္ဘာအမြင့်ဆုံးအင်ဝရက်တောင်ကြီးဟာအဲ့ဒါလိုနေနဲ့ပေါ်ပေါက်လာတာပါ။အဲ့ဒါလိုခုံးထွက်လာတဲ့နေရာမှာတစ်ခါတရံမှာမန်တယ်လို့ခေါ်တဲ့ကျွန်တော်တို့ဆော့ဆော့လုံကပြောတဲ့ချော်ရီအလွှာတွေကချော်ရီဘူးတွေကမြေကြီးပေါ်အထိထိုးတက်လာတာမျိုးလဲဖြစ်တတ်ပါတယ်။အဲ့ဒါကတော့မီးတောင်ပေါက်ကွဲမှုတွေပါ။ကျွန်တော်တို့မြန်မာပြည်အလဲပိုင်းကပုတ်ပွားတောင်ဟာအဲ့ဒါလိုနေနဲ့ချော်ရီဘူးတွေထွက်ခဲ့မှုတဲ့မီးတောင်ဟောင်းတစ်ခုပါ။ ကြောက်လွားကြီးနှစ်ခုကတဖြည်းဖြည်းတိုးတိုင်မသွားပဲနဲ့ကွာဟသွားတာမျိုးလည်းရှိတတ်ပါတယ်။အဲလိုကွာဟသွားတဲ့အခါမျိုးမှာတော့ခြိုင်ခွန်းကြီးတွေဖြစ်လာပါတယ်။ရေတွေစီးပြီးတော့မြစ်ကြီးတွေဖြစ်သွားတာလည်းရှိပါတယ်။နာမည်ကျော်အရာမှခြိုင်ခွန်းကြီးတွေဖြစ်သွားတာလည်းရှိပါတယ်။နာမည်ကျော် East African Rift Valley လို့ခေါ်တဲ့အရှေ့အာဖရိကပြည့်ွေခြိုင်ခွန်းကြီးဟာအဲလိုနည်းနဲ့ပေါ်ပေါက်လာတာပါ။ Mid Atlantic Ridge ကလည်းလာတူပါပဲ။နောက်တစ်နည်းကတော့ကြောက်လွားကြီးနှစ်ခုပါ။ ထိတ်တိုက်တိုးကြတာလည်းမဟုတ်။ကွာဟသွားတာလည်းမဟုတ်ဖက်နဲ့ဘေးတိုက်ကျိတ်ပြီးတော့ပွတ်ကြတာပါ။အဲ့ဒါလိုပွတ်တဲ့အခါမှာငလျင်ဖြစ်ပေါ်တာပို့ပြီးတော့များပါတယ်။တစ်ခုနဲ့တစ်ခုကျိတ်ပွတ်နေရတာကနေပြီးတော့အန်ချော်သွားတဲ့အခါမှာပြစ်ထန်တဲ့တုံလုံးမှုဖြစ်ပါတယ်။အဲ့ဒီအခါမှာငလျင်တွေဖြစ်ပါတယ်။နှစ်ပေါင်းများစွာအဲ့ဒါလိုကျိတ်ပြီးတော့ပွတ်တဲ့အခါမှာဆန်အန်ဒရစ်ပြည့်ရွေကြီးဆိုတာမျိုးအယ်ပိုင်ပြည့်ရွေကြီးလိုဟာမျိုးတွေပြည့်ရွေကြောကြီးတွေ ဖြစ်ပေါ်ပါတယ်။ဟိမွန်တာတောင်တန်းကြီးလိုမျိုးတောင်စင်တောင်တန်းကြီးတွေလည်းဖြစ်ပေါ်ပါတယ်။တချို့အပြည့်အဝကြောင်ကြီးတွေဟာအပေါ်ယံမြေကြီးပေါ်မှာပေါ်လာပြီးတော့မြေကြီးကွဲနေတာမျိုးမတွေ့ရပဲတဲ့မြေကြီးအောက်မှာပဲတိမ်မြုပ်နေတဲ့ပြည့်ဝကြီးတွေလည်းဖြစ်ပေါ်နေတတ်ပါတယ်။မြန်မာနိုင်ငံကအိန္ဒိယကြောက်လာကြီးနဲ့ယူရေးရှားကြောက်လာကြီးကျိတ်ပြီးတော့ပုတ်ခဲ့တဲ့နေရာရဲ့မြေအောက်မှာပြည့်ဝကြော်ကြီးဖြစ်ပေါ်ခဲ့ပါတယ်။အဲ့ဒါကတော့သခိုင်းပြည့်ဝကြော်ကြီးပါ။အဲ့ဒီပြည့်ဝကြော်ကြီးဟာကြောက်လာကြီးနှစ်ခုပုတ်တိုက်ရာကနေပြီးတော့ဖြစ်ပေါ်ခဲ့တဲ့ အနာဟောင်းဒဏ်ရာဟောင်းကြီးပါ နောက်ကအဲ့ဒီကြောက်လာကြီးတွေပွတ်တိုက်တဲ့အခါမှာလဲအဲ့ဒီအနာဟောင်းတစ်လျှောက်ရဲ့အပေါ်မှာရှိတဲ့မြို့တွေဟာပို့ပြီးတော့တုံလုံးမှုတံကိုခံစားကြရပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံဟာအိန္ဒိယကြောက်လာကြီးနဲ့ယူရေးရှားကြောက်လာကြီးကိုဖင်ခုထိုင်ထားတဲ့အတွက်ငလျင်တံကိုနောက်မှလဲကြုံတွေ့ကြရအောင်မယ်ဆိုတဲ့သဘောပါဒါပေမဲ့စွစွဝါးဝါးငလျင်ကြီးတွေကတော့နှစ်90လောက်မှတစ်ခါနှစ်30လောက်မှတစ်ခါနှစ်100လောက်မှတစ်ခါဆိုတာမျိုးဖြစ်တတ်ပါတယ်1912ခုနှစ်တုန်းကမင်းမျိုးငလျင်ကြီးဟာ အခု2025ငလီကြီးထဲပို့ပြီးတော့ပြင်ထန်ခဲ့ပါတယ်ပြင်အား8.39လို့ဆိုတဲ့အတွက်ကြောင့်နည်းနည်းပို့ပြီးတော့ပြင်ပါတယ်1932ခုနှစ်ဆိုတာကြာလာပါပြီဘူကျောင်းဆန်းတောင်မှမမွေးသေးပါဘူးအခုနောက်ထပ်နှစ်ပေါင်း133နှစ်ကြာတဲ့အခါရောက်မှအဲ့တလောက်နီနီပြင်ထန်တဲ့နောက်ထပ်ငလီကြီးတစ်ခုလှုပ်တာပါငလျင်ဘာကြောင့်ဘလို့ဖြစ်တယ်ဆိုတာကိုကျွန်တော်တို့သိထားပါတယ်။အကြောင်းကြောင့်အကျိုးဖြစ်တယ်ဆိုတာကိုလည်းသိထားပါတယ်။ဒါပေမဲ့ကံမကောင်းတာကငလျင်ကိုအခုချိန်ထိ ကြိုတင်ပြီးတော့မခံမနိုင်သေးတဲ့အချက်ပါ အခုချိန်ထိတော့ကြိုတင်ခံမလို့မရတဲ့အရာလို့ပြောဆိုနေကြပါတယ်ဒါပေမဲ့အကြောင်းကိုသိထားတဲ့အတွက်တစ်ချိန်ချိန်မှာတော့ကြိုတင်ခံမသိရှိနိုင်တဲ့ဤတွေပေါ်ကောင်းပေါ်လာနိုင်ပါတယ်တွေ့ကောင်းတွေ့လာနိုင်ပါတယ်အခုလိုကြိုတင်မသိရှိနိုင်သေးတဲ့အချိန်မှာတော့ငလျင်ကဖေးပေါ်ပေါက်လာတဲ့ခါမှာချက်ချင်းနဲ့အကောင်းဆုံးကယ်ဆယ်နိုင်မဲ့ပစ္စည်းကိရိယာတွေရှိနေဖို့လိုအပ်ပါတယ်ငလျင်တန်ခံနိုင်မဲ့အဆောက်အအုံမျိုးတွေဆောက်လုပ်ကြဖို့လိုပါတယ်အဆောက်အအုံတွေကိုလက်ပေးလို့ရှိရင်ကြိုက်တယ်လို့ အချောင်ခိုးပြီးတော့ခိုးပြီးတော့စီကံဖောက်ပြီးတော့ဆောက်လုပ်ခွင့်မရအောင်စနစ်တကျထိ ंछ ုတ်ထားဖို့လိုပါတယ်အဲ့ဒါလိုထိ ंछ ုတ်ဖို့ဆိုတာကစနစ်ကောင်းရှိဖို့လိုပါတယ်စနစ်ကောင်းရှိဖို့ဆိုတာကအုပ်ချုပ်သူကောင်းရှိဖို့နိုင်ငံရေးစနစ်ကောင်းရှိဖို့လိုအပ်ပါတယ်အရင်စရဲ့အမြင့်မြေကဆိုလိုပဲကျွန်တော်တို့တိုင်းပြည်မှာဘာပဲဖြစ်ဖြစ်ဆရာနာရှင်စနစ်ကြောင့်နှစ်တစ်ထက်နေရတာတွေကအမြဲလိုလိုဖြစ်နေပါတယ်ငလျင်ကြောင့်ဖြစ်တဲ့ဘေးဒုက္ခဆိုးတွေမုံတိုင်းကြောင့်ဖြစ်ရတဲ့ဘေးဒုက္ခဆိုးတွေယောဂဘေးကြောင့်ဖြစ်ရတဲ့ဘေးဒုက္ခဆိုးတွေ အတက်နိုင်ဆုံးတက်တာကောင်းမွန်ဖို့အတွက်စစ်အာဏာရှင်စနစ်စိုးကြီးကိုအရင်ရှင်းထားဖို့ကတော့မဖြစ်မနေလိုအပ်မဲ့အချက်တစ်ချက်ဖြစ်ပါလိမ့်မယ်ခင်ဗျာမျိုးရီအားလုံးပဲဒီဗီဒီယိုတို့ဒီလောက်နဲ့ပဲဆုံးသက်လိုက်ပါတယ်နောက်တစ်ဗီဒီယိုမှာတော့လည်းတောင်းပါဖြစ်တဲ့ကျွန်တော်ရဲ့ကိုကျက် Revolution Channel လေးကို Like and Subscribe လုပ်တဲ့ Like and Subscribe လုပ်ပြီးဘေးကခေါင်းလုံးလေးနဲ့ကြကြည့်မြင်တက်လာတဲ့မြဗီဒီယိုတွေနဲ့နေ့စဉ်သတင်းတွေကိုဖော်ပြပေးမှာဖြစ်ပြီးတော့အနေပိုင်းသတင်းတွေကိုတော့ကျွန်တော်ရဲ့ Jet Reaction Channel တူမှာတောက်ရောက်ကြည့်ရှုအားပေးပေးကြဖို့လဲနေရာကနေပြီးတော့တက်မှန်တိုက်တွန်းလိုက်ပါတယ်မျိုးရီအားလုံးပဲဘဝဘေးရန်တည်းမှာအမြန်ဆုံးကင်းဝေးကြပြီးတော့ ရနာရှင်စနစ်ကိုအမြန်ဆုံးကျော်လန့်နိုင်ပြီးအောင်ပွဲတွေရနိုင်ပါစီဗျာ။